င်္ဂလာပါရှင် The Celebrity New ရဲ့အောက်တိုဘာလ23ရက်နေ့ည7:00နာရီခန့်နောက်ဆုံးရနှုတ်ပညာရှင်သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရေခဲတော်ထိတက်ပြီးတော့အလှဆုံး Pre-wedding ဓာတ်ပုံတွေရိုက်ကူးခဲ့ကြတဲ့ဟင်းဝရန်နဲ့ဆိုပြတဲ့စင်ရဲ့သတင်းအမြဲတမ်းအေဂျင့်တည်ငြိမ်နေတယ်ဆိုပြီးတော့ပြောတဲ့ပရိသတ်ကိုမထင်မှတ်တဲ့ပုံစံလေးနဲ့ surprise လုပ်ခဲ့တဲ့အေဂျင့်မောင်ရဲ့သတင်းအလွန်ဝေးတယ်လွယ်လွယ်ရပြီးရင်တော့တတော်ဆယ်လီဖြစ်အောင်စူးစမ်းနေတယ်အလစ်တော့အမျိုးသမီးရဲ့တရင် ကိုဗစ်တောင်လောင်ရှိတဲ့စိန်တွေစိန်ရင်ကပိုင်ဆိုင်မှုကိုချပြရင်းနဲ့ကြောင်ညာရင်ကူးခဲ့တဲ့ပီတူးနဲ့အင်ဒရာကျော်စင်ရဲ့တင်ဆယ်နှစ်လောက်ပြန်လည်ငယ်ရွယ်လာမယ့်အပြင်မင်းသမီးလေးတူးလို့လှပလာနေတော့မယ့်နေဆန်အဲ့ဒီသတင်းလေးတွေကိုရှုစားမှမဖြစ်ပါရဲ့ရှင် အမြင်နဲ့အင်းချမ်းတည်ငိမ့်နေတယ်ဆိုပြီးတော့ပြောတဲ့ပရိသတ်တွေကိုမထင်မတဲ့ပုံစံလေးနဲ့ surprise လုပ်ခဲ့တဲ့အင်းချမ်းမောင်ပျော်ရမ်းကြိုက်တဲ့နှင်းစီကန်တို့တော့တင်စားခေါ်ရလောက်အောင်မိန်းကလေးပရိသတ်တွေရဲ့အသေးဆွဲမင်းသားကျော်လေးအင်းချမ်းမောင်ကတော့ပရိသတ်တွေကို surprise လုပ်ခဲ့ပါတယ်မင်းသားအင်းချမ်းမောင်ဆိုရတဲ့ခက်တီတီခက်အေးအေးတိတ်စကားမပြောဘူးသူ့ရဲ့ character ကိုပဲအကောင်းဆုံးသုံးဆောင်တဲ့တဲ့ရေကတော့ကြီးဆိုရင်နမေပြောင်းလေးနဲ့လိုက်ဖက်လို့သူပေါ့သူ့ရဲ့ရုပ်ရင်သူ့ရဲ့ခန္ဓာကိုယ်အချိုးဆောင်သူ့ရဲ့အောရှာရှာအတန်လေးကြောင့် မိန်းကလေးပရိသတ်တွေရဲ့ idol type ဖြစ်နေတာကတော့အထူးတလည်ပြောစရာမလိုပါဘူး။သူရဲ့နှုတ်ပညာလမ်းကြောင်းတစ်လျှောက်လုံးကလည်းရုပ်ရှင်ဇာတ်ကားကြီးတွေမှာမင်းသားကြီးတွေးလိုမျိုးစိတ်ရုပ်ပေါ်စိတ်နေပြီးတရုတ်ဆောင်နိုင်လုံးလို့ Academy ဆုရောင်ရရှိထားတဲ့မင်းသားကျော်လေးတစ်လက်ပါ။တရုတ်ဆောင်ပိုင်းမှာဘလောက်ပဲပိုင်နိုင်ပါရမီပါပါစေပရိသတ်ကြီးသတိထားမိမှာပါ။အရင်ကမင်းသားအေးချမ်းမဟာပွဲခမ်းနားတွေတက်ရောက်တဲ့ခါမှာတချင်းဆိုဖို့အကကဖို့ဆိုတာဝင်းရောနောက်ဆုံးခေတ်စားနေတဲ့ TikTok အကလေးတော့မစော့ပြတဲ့ကြောင်း ပြည်သက်တွေရဲ့စာတော်ကိုခံခဲ့ရမှုပါတယ်။သူများတွေစင်မော်ကကဆိုပြီးတော့ပျော်ပါနေတဲ့အချိန်မှာသူကခက်တီတီကြီးနဲ့ထိုင်နေတတ်တယ်။ရှက်တက်လိုက်တာအေးဆက်ဆက်နိုင်တော့နေဆိုပြီးတော့အပြောခံခဲ့ရတယ်လေအများကြီးပါပဲ။အားလုံးကသူ့ဒီလိုအီတီအဆက်ပုံစံနဲ့မြဲသွားပြီလို့ထင်ထားခဲ့တာပါ။ဒါပေမဲ့ခုတစ်ခါမှာတော့အလုံးရဲ့ထင်မြင်ချက်တွေဝေဖန်မှုတွေကိုမင်းသားအင်းချမ်းမောင်ကတစ်ချက်ထင်းနဲ့ရိုက်ချိုးပြီးတော့အပြေထုတ်ပြလိုက်ပါပြီ။မကြသေးခင်ကပြုလုပ်ခဲ့တဲ့ပွဲတစ်ပွဲမှာမင်းသားအင်းချမ်းမောင်တယောက်မိုက်ခရိုဖုန်းကိုင်တခြင်းနဲ့အားရပါးရတီးဆိုပြီး စင်ပေါ်မှာ professional dance တယောက်လိုမျိုးကနေတာကိုပရိသတ်တွေမျက်ဝါးထင်ထင်တွေ့လိုက်ရတဲ့အခါမှာအားလုံးကပါဇက်အဟောင်းတိုင်းဖြစ်သွားကြတာပေါ့ရိုးရိုးကတာမဟုတ်ဘူး hip hop hip hop အကားကားကွက်ဆန်းနေခမိုင်မိုင်ပုံစံနဲ့သူမြင်နေချပုံစံနဲ့လုံးဝလုံးဝကိုကွဲထွက်ပြီးကားပြခဲ့တာပါဒီမြင်ဝင်းကြောင့်သူရဲ့ main queen ပရိသတ်တွေဆိုရင်ခံငါတို့တည်းရဲ့အင်းချက်မှဟုတ်ရလားဆိုပြီးတော့အန်အန်တင်မွန်နဲ့သူအသေးရီတဖြုတ်ဖြုတ်ကြွေကြကုန်ပါပြီအရင်တော့ကရေခဲတုံးကြီးလို့ခေါ်ခံရတဲ့မင်းသားဟာ cross စင်ပေါ်မှာမီတောင်မတန် ကွင်းနီအောင်ကပြလိုက်တော့ပရိသတ်တွေအတွက်က surprise အကြီးကြီးတကယ်တော့နုပညာတရားအတွက်သတင်းဆိုတာကလာကမဆမ်းပေမဲ့အေးချမ်းမောင်လိုတည်ငိမ့်တဲ့ပုံရင် image ရှိတဲ့သူစီကဒီလိုရေးချင်းမျိုးထွက်လာတာကတော့တကယ်ကိုမှပုံကွယ်နေတဲ့အရေးချင်းပါပဲဒီလိုရေးဆိုရင်ကပြလိုက်တော့ပရိသတ်တွေကထင်ချင်းပေးချတာပေါ့မြန်မာအင်းချမ်းမောင်တယောက်တေးဥဆောင်ဘွားကနေအစောတော့ dancer ဘက်ကို career ပြောင်းလာမှာပေါ့တကယ်တော့ဒီလိုမဟုတ်ပါဘူးရှင်ဒါမှကြာခင်မှာယုံတင်ပြသွားရမယ့်သူ့ရဲ့ရုပ်ရှင်စကားတစ်ကြီးနှစ်ညရဲ့သုံးရက်ရဲ့စကားမေးဆက်ပွဲပဲဖြစ်ပါတယ် ဒီဇက်ကောင်ရဲ့ဇဝင်သချင်းကိုသူကိုရိုင်းအစောရောရဲလေးနဲ့အခြားနှုတ်ပညာရှင်တွေနဲ့တူပေါင်းဝင်ဖျော်ဖြေခဲ့တာပါဇက်ကောင်ရဲ့ promotion အတွက်ဆိုပေမဲ့သူ့ရဲ့ performance ကတော့တာမန်မဟုတ်ခဲ့ဘူးသူ့ရဲ့အတန်ပေါဝါအကောက်ကောက်နဲ့အပြိုင်ခင်အကောက်ပိုင်းမှာလည်းလုံးဝမခင်အောင်ကပြသွားတာကသူ့မှာအနှုတ်ပညာပါရမီဘယ်လောက်ရှိနေလဲဆိုတာကိုတပြိုင်နက်တည်းချပြသလိုပါပဲဒီဖြစ်ရလေးကတော့အင်းချမ်းမော်တရုတ်ဆောင်ပိုင်းမှာအကယ်ဒမီရတဲ့အထိကိုပိုင်းနိုင်ုံနဲ့မကပဲအစိုးရအကမှာပါပါရမီပါရဲဆိုတာကိုတက်တည်ပြလိုက်တာပါပဲ လူရှိသူရှိမှာဆက်တက်တာမကရေးဖို့လို့အပြောခံနေရတဲ့သူကအခုလိုပရိသတ်တွေဆွဲဆောင်နိုင်တဲ့ပေါ်ဖော်မာတယောက်ဖြစ်နေပြောင်းလဲသွားတာကတော့တကယ်ကိုချီးကျူးစရာမပဲပရိသတ်ကြီးတို့ကရောမိသားအင်းချမ်းမောင်ရင်ဒီလိုပုံစံတစ်လေးကိုဘယ်လိုမြင်ကြပါသလဲအရင်ကခိုင်အင်းရေကဲတော့ပုံစံကိုပို့ကြိုက်လားခုလိုစင်မမကွေးနေအောင်ကတက်တဲ့ဒန်းစာပုံစံကိုပို့ပြီးတော့သဘောကျမိသွားလားကိုယ့်ရဲ့မြင်လေးကိုကောမန့်မှာပြောပြပေးသွားပါရှင် ကိုဗစ်တာလောင်ရှိတဲ့စိန်တွေစီရင်ကပိုင်ဆိုင်မှုချပြရင်ကြောင့်ညာရိုက်ကိုခဲ့တဲ့ပြည်တီဦးနဲ့အိနာကျော်စိန်မြန်မာနိုင်ငံရဲ့ထိတ်တန်းနုပညာရှင်ဆောင်တဲ့ပြည်တီပြည်တီဦးနဲ့အိနာကျော်စိန်တို့ကတော့စိန်စစ်တွေတစ်ခုလုံးစီချေရင်ကြောင့်ညာမိစားတစ်ခုကိုချပြလိုက်ပါပြီအဲ့ဒါကတော့နီလာစိန်ဆိုင်အတွက်ရိုက်ကိုခဲ့တဲ့ကြောင့်ညာသေးဖြစ်ပါသည်ဒီကြောင့်ညာကဘာလို့ဒီလောက်တောင်မှလူစိတ်ဝင်စားမှုမြင့်တက်နေရလဲဆိုတော့သာဟာသမဲ့ကြောင့်ညာရိုက်ကူးမှုမျိုးမဟုတ်ပဲခန္ဓာကြီးကျယ်လုံးနေလိုပါပဲ အထူးသဖြင့်အဲ့ကြညာထဲမှာသူတို့ဆောင်တွေးစင်ရင်ထားတဲ့စိတ်ပမာဏကိုသူတွေကစင်ကိုဗိတာလောက်ရှိမယ်လို့တောင်မှတင်စားခံမနေကြလို့ပါပဲအတီးပြူထားတဲ့တရင်နေရဒီကြညာရိုက်ကူးမှုဟာနီလာစင်ဆိုင်ရဲ့ခန်းအောင်ဆုံးနဲ့တန်မိုးကြီးဆုံး collection တွေကိုချပြသွားတာဖြစ်တယ်လို့သိရပါတယ်စင်ပိတဲ့ချင်းကိုဗိတာဆိုတာကတော့ရွှေတောင်မဟုတ်ပဲစင်ဖြစ်တဲ့တွေတာမန်သူတယောက်တွေတပါလုံးရှာဖွေစုဆောင်ရင်တောင်အနားကနိုင်ဖို့မလွယ်တဲ့ပမာဏဖြစ်ပြီးတော့တန်မိုးငွေကြီးနဲ့တွဲကြည့်မယ်ဆိုရင်ဘီလီယံပေါင်းများစွာတန်မိုးရှိနေမှာသိကြပါပါ ဂျာဟာတာမိန်ကျညာဆိုတဲ့စကားလုံးနဲ့ဖော်ပြဖို့တောင်းမှခဲ့ခဲ့ပြီးတကယ့်ကိုတန်ဖိုးကြီးရနာရီကိုဒုပညာဆန်ဆန်ပုံဖော်လိုက်တာနဲ့တူနေပါရင်ကျညာရှင်မင်းသားကိုပြေဒီဦးနဲ့မင်းသမီးအင်နာကျော်စင်တို့ဝစ်စင်ထားတဲ့ဝစ်စုံတွေကလည်းစိန်သားပတိနဲ့ထုလုပ်ထားတဲ့စိန်ပီရနဲ့စိန်မီပီယာလာပါပဲစိန်ချီတို့ပစိုးစိန်တလွေစိန်ကောင်းမောင်စိန်ဇတို့စိန်ပီရစိန်ချုံလာစတဲ့ဒီကုလုံးမှာဝစ်စင်ထားတဲ့အရာအလုံးတွေပါဟာစိန်တွေကြီးပါပဲ ဒါအကျညာတစ်ခုကိုရိုက်ကူးခြင်းဆိုတာတဲ့သူတို့နှစ်ဦးရဲ့အောင်မြင်မှုရှင်ဝါနဲ့ချင်းဝချမ်းသာမှုကဘယ်အဆင့်ကိုရောက်နေပြီလဲဆိုတာကိုပြည်သူရှေ့မှာတရားဝင်ကြညာလိုက်တယ်လို့ပါပဲဒီနေရာမှာစဉ်းစားစရာတစ်ခုရှိပါသေးတယ်။ဘာဖြစ်လို့နီလာစိန်ဆိုင်ပါဝင်မြန်မာနိုင်ငံရဲ့ထိတ်တန့်စိန်ရတနာဆိုင်ကြီးတွေရွှေဆိုင်ကြီးတွေကဘာလို့ဒီလောက်တန်မိုးကြီးမားတဲ့ကြညာတွေတွေပြည်သူ့နဲ့အင်နာကျုံစင်တို့ဆုံတွဲကုန်မှရွေးချယ်လဲဆိုတာပါ။ဒါကတော့သူတို့ရဲ့ပုံရိပ်ကြောင်ပါပဲ။ ပြည်သူ့နိုင်ငံကျစင်တော်ဟာဘေးကိကုံမဆိုးပရိသတ်တွေအတွက်စင်တန်းမြင့်နဲ့လူပညာကိုတင်ဆက်သူတွေဖြစ်ရှိတည်ခဲ့ကြပါသည်အထူးသဖြင့်သူတို့နှစ်ဦးလုံးဟာပေါ်ခါရီကိုလုံးဝလက်မခံမနေကိုယ့်ရဲ့လူပညာတန်ဖိုးကိုထိသိမ်းခဲ့ကြပါသည်ဒီလိုကိုယ့်တန်ဖိုးကိုထိသိမ်းတဲ့အတွက်ပရိသတ်တွေကလည်းသူတို့ကိုစင်တန်းမြင့်နဲ့လူပညာရှင်တွေဖြစ်လေးစားချစ်ခင်ကြပါသည်ဒါကြောင့်ဒီလိုတန်ဖိုးကြီးစင်ရနာတွေကိုသူတို့ကဝစ်ဆင်လိုက်တဲ့အခါပစ္စည်းရဲ့တန်ဖိုးကပို့ပြီးတော့မြင့်တက်သွားစေပြီးပရိသတ်ရဲ့ယုံကြည်မှုပြေဝကိုရရှိစေရပါအခြားမင်းသားမင်းသမီးတွေပေါ်ခါရီရိုက်လို့ဝေဖန်ခံရချိန်မှာ သူတို့ဆောင်တွေကတော့ဒီလိုချူညာကြီးတွေရိုက်ကူးရင်းနဲ့ပဲဝင်ငွေသိန်းထောင်ကြီးရရှိနေတာကသူတို့ရဲ့မှန်ကန်တဲ့ရည်တည်မှုနဲ့ရလက်ပါပဲ။ဒါကြောင့်ဒီချူညာဟာပြည်တည်ဦးနဲ့အင်နာချောစင်တို့ရဲ့ရှိန်ဝါနီလာစိန်ဆိုင်ရဲ့ကျေဝါမှုနဲ့မြမစိန်ပရိန်နုပညာရှင်တွေရဲ့လက်ရာများမှုကိုပေါင်းစပ်လိုက်တဲ့သမိုင်းဝင်ချူညာကြီးတစ်ခုဖြစ်လာခဲ့တာပါ။ပြည်သက်ကြီးနေနဲ့ရောဒီလိုခန္ဓာကြီးကျယ်လုံးနဲ့စိန်ချူညာကြီးကိုမြင်တွေ့ရတဲ့အခါဘလို့ခံစားမိပါသလဲ။ပြည်တည်ဦးနဲ့အင်နာချောစင်တို့ရဲ့ဒီလိုစင်တန်းမြင့်တဲ့ရည်တည်မှုကိုရောဘလို့ချီးကျူးစကားဆိုကြင်ကြပါသလဲ။ လိုကြီးကျယ်ခံတာရင်ညညာမှုမျိုးကိုမြင်တွေ့ရတာမလို့ကိုယ့်ရဲ့အမြင်လေးကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်ရှင်အလုံငွေတွေလိုလေရလာပြီးရတော့တိတော့ဆယ်လေးပြောင်းစူးစမ်းနေတဲ့လူမျိုးသမီးအလုံမဲမင်္ဂလာပါသယ်ဆယ်လေးဗီဒီယိုပေးကနေပြန်လေးကကြိုဆိုလိုက်ပါရီတနအိကုနာထားတဲ့တဲ့မြန်မာတွေရဲ့စိတ်ထားကြောင့်လိုက်တရာကပြည်စီခိုးသူမျိုးသမီးဟာအခုတော့လူငွေတွေကိုမြများဆဆရသွားခဲ့ပါပြီ။ ။တွေ့တာသူဆိုင်မှာပစ္စည်းတွေဝင်ခိုးတဲ့မြို့သမီးဟာကလေးကိုကဝယ်ပေးတာနဲ့တင်တနာသွားတာကြောင့်ကုညီပေးမဲ့သူတွေပေါ်လာခဲ့ပါရီ။အရင်လိုလမ်းတကာလှည့်ပြီးတော့ငတ်တပြားလို့ဆရာမလို့တော့ပဲ။လာရောက်လူတန်းတွေကြောင့်ပဲသူ့ဘဝမှာမရဘူးတဲ့ငွေတွေကိုရှာသွားခဲ့ပါရီ။အခုဆိုရင်တော့ဒီမြို့သမီးဟာတက်တော့ကောင်းဝင်ပြီးတော့ဆယ်လီဖြစ်အောင်ကြိုးစားလာပါပြီ။သူ့နာမည်ကတော့ဒေါ်ရခိုင်မလို့ခေါ်ပြီးတော့ဒီလုပ်ကိုလုပ်လာခဲ့တာကြာသွားပါပြီ။ဆန်ရှင်မျိုးသမီးကိုအကြောင်းပြပြီးနောက်မှာဒေါ်ရခိုင်မကတစ်တော့ကောက်ဖွင့်ပြီးညီအစ်ကိုတွေနဲ့တယုတ်ဆောင်ပြနေလို့အားလုံးကအံ့ဩနေကြပါရီ မိဘမြတ်တာဖွဲ့တခြင်းတွေကိုစူပြနေတဲ့ဒေါ်ရခိုင်မကလူအများတန်ကနေနောက်ထပ်လူတွေကိုရအောင်ကြိုးစားနေတာပါ။မျက်ရည်တွေကိုလွယ်လွယ်ရှာတိုင်းကိုပြနေတဲ့ဒေါ်ရခိုင်မကိုတနာရီသူတွေကတော့ထပ်မဲ့လူချင်းနေကြပါတယ်။အရင်ကလည်းပေါ်မှာထွက်ပြီးတော့လေးကြပါမယ်။အခုတော့မျက်ရည်ဝဲပြတိုင်းလူမဲ့သူတွေရောက်လာတဲ့တောက်ကိုသိသွားပါတယ်။အသက်ရွယ်ကလည်းကြီးနေပြီဖြစ်လို့လေးတုတ်တာကိုမဖြစ်သားလို့လုပ်တယ်လို့တင်ကြပါမယ်လေ။ဒီအလုပ်ကိုလုပ်လာခဲ့တာကနှစ်တော်ကြာပြီလို့ဆိုပါတယ်။တွေ့တာသူဆိုင်ပါတယ်။ဒါတော့သုံးချိန်တည်းမနေရှိနေပြီးအချောင်းဆိုင်တွေလည်းပြန်နေရပါတယ်။ အချောင်းဆိုင်တွေမှာလည်းဒီမျိုးသမီးယူသွားတဲ့ဖြစ်ပျက်တွေကမကြသေးပဲ CCTV မှတ်တမ်းတွေလည်းရှိနေပါသေးတယ်။ဒေါ်ရခိုင်မခံရရင်သူ့ရဲ့ပြက်တွေရော့သွားအောင်ကလေးကိုလည်းငားလာခဲ့တာပါ။ကလေးကိုကောက်ွက်ပေးလိုက်တာနဲ့တင်သူ့ကိုတနာသွားခဲ့ကြပြီးပရိုက်တာဖွဲ့တွေကလည်းပြိုင်ဆိုင်လူတန်းကျင်လာပါတော့တယ်။တွေခိုင်မာကကလေးနဲ့လေးဆွေမျိုးမတော်ဆက်ပေမဲ့တတော့မှာတော့အမိမြတ်တာကိုပေါ်လွင်စေတဲ့သစ်နေဖွင့်ပြတဲ့အမှုရာတွေကညာနေပါရီ အွန်လိုင်းမှာသူနာမည်ကြီးနေပြီဆိုတာသိလာတဲ့နောက်အွန်လိုင်းပေါ်ကနေပဲအလူခံပြနေပြီးအခုခင်ရတဲ့ဆိုင်ရှင်ကတော့တရားဥပဒေအရဖြေရှင်းနေရပါတယ်။ဆိုင်ရှင်ကတစိမ့်တဲ့မကခိုးခံရတာကြောင့်သူ့ဘက်ကနေကိုချင်းစားတဲ့သူတွေလည်းရှိတယ်လို့တော်ရခိုင်မကိုဂျိုလင်လိုနာမည်ကြီးတဲ့သူကတောင်မှ15သိန်းလူတန်းပေးတာကြောင့်တတော်မှာပန်းနုသွေးလုံနေပါတယ်။တက်တဲ့ချင်းရှိသူကဗီဇကိုဖျောက်ပြတ်ဖို့မလွယ်ပဲနဲ့အလူငွေတွေကုန်သွားရင်လည်းဆက်ခိုးနိုင်တာကြောင့်အပင်ဖြစ်စေဖို့အတွက်ပြောနေကြပါတယ်။ သူနဲ့နှိစက်သူတွေကတော့ဒွဲခိုင်မကထဲကြီးပြက်ပြက်ပြီးအရင်ကတော့စီဝါရေးဆင်ပြေလို့ဆိုပါရီအခုမှသာကလေးတွေနဲ့ဆင်မပြေတော့လို့ဒီလောက်ကိုလှုပ်တယ်လို့ပြောပြမိမယ်လေသူပြောတဲ့အကြောင်းအရာတွေကတော့ရှင်းအောင်မညီတော့ပါဘူးလူမိသွားရင်တနာစရာမျက်နှာလေးဖြစ်အောင်လှုပ်ပြတတ်တဲ့ဒီလိုဖြစ်ပျက်တွေကအများနေပြီဖြစ်လို့အလုံငွေလူတန်းတဲ့သူတွေကိုလည်းတတိပေးနေကြပါရီလူတန်းပေးသူတွေကတော့ဒီငွေကိုအရင်နေ့ပြုတ်ပြီးတော့အလုပ်တစ်ခုခုလုပ်နိုင်ဖို့တွဲပေးလိုက်တာပါ ဒါပေမဲ့ဒီမျိုးသမီးကတော့အခုတွေက TikTok မှာငိုပြနေပြီးအလူငွေတွေရှောင်အောင်ကြိုးစားနေတာဖြစ်လို့သူ့ကိုမြုံကြည့်ကြတော့ပါဘူး။တွေ့ခိုင်မှာကပစ္စည်းခိုးမှုတွေကိစ္စတွေရှိနေတာဖြစ်လို့သူ့ကိုဥရေရရေးဖို့ပြောနေကြပါရီ။ကလေးရဲ့အမေရှင်ကနင်နာချေပြီးတာကိုမလို့ခြင်းပဲကလေးကိုတနာလို့လူတန်းတော်ကိုပဲလူချင်တယ်လို့ဆိုပါရီ။ရိုးတော်တော်လောက်ကင်စားတော့ဖို့အတွက်စိတ်မကူပဲမြေးတွေကိုစောက်ရှောက်ရမှာမလို့ခိုးရပါလို့ဆိုပြီးတော့အကြောင်းပြနေတဲ့တွေ့ခိုင်မှာကဗီဇတွေထက်ပြလာနိုင်သေးလားဆိုတာကွန်မန့်မှာမြင်လေးတွေကိုပြောခဲ့ပေးပါအောင်ရှင်။ ဆင်းနှစ်လောက်ပြန်နေငယ်ရလာမယ့်ပြင်ထိုင်းမင်းသမီးတို့လိုလာပါတော့မယ်နေစံကျမတို့ရဲ့ The Celebrity New Channel လေးကနေပြန်လည်ကကြိုဆိုလိုက်ရပါတယ်။နေစံကတော့ဟာတာလေးတွေနဲ့တူနေရာယူနိုင်ခဲ့သူဖြစ်ပြီးတော့ Social Influencer ဖြစ်ပါရည်တည်ထားနိုင်ကြတာပါ။နေစံအနေနဲ့တဆင်ချင်းစီကိုတလန်းကအောင်မြင်မှုတွေကိုရောက်နိုင်ကြတာဖြစ်ပါတယ်။ကြပါမှာတော့မေမချော်လေးလိုချောမောသူဖြစ်တာကြောင့်လေပြိသက်တရားမှာမင်တက်ကြရတာဖြစ်ပါရင်ဒါကြောင့်လေဘာရီမြာမီဝဲနေတဲ့လေးဆိုပြီးပါရှင်ကလေးဖောက်လာကြရတာပါ ။ကိုရီးယားမင်းသားမင်းသမီးတွေလိုချောမောတဲ့နေဆန်းနေနဲ့လက်ရှိမှာတော့တပန်ပြန်လည်သစ္စန်းတော့မှလည်းဖြစ်ပါရည်။အသက်ရွယ်အပြင်၁၀နှစ်လောက်ထိကိုမှပုံမုံငယ်ရဲသွားတော့မှဖြစ်ပြီးနေသမီးလေးတစ်ပါးအတွင်ဖြစ်တော့မှဖြစ်ပါရည်။ဒါကြောင့်လည်းသမော်ရီတောင်မြေစီကိုခြေချကစတင်စူးစမ်းလာခဲ့တာဖြစ်ပါရည်။သက်အားကတော့ထော်ကိုင်းနေကြလူတီများတဲ့နေရာလေးဖြစ်ပါရည်။အနုပညာလောကသားတွေအတွက်အားကိုးရနေရာလေးတစ်ခုဖြစ်သလိုပြောင်းလဲလေးတွေပါဖြစ်စေကြတာပါ။ဒါကြောင့်လည်းနမဲကောင်းတဲ့သူထင်ပေါ်လာကြရတာဖြစ်ပါရည်။နီဆန်ကတော့ခင်းချီမြေတီခြေဆန်ကပြပြင်ချင်းခဲ့သူပါ။ ဒါပေမဲ့လည်းတရရင်ရင်နဲ့သူနမဲကောင်းတွေရလာတဲ့တအားကြောင့်ပဲထောင်းနေမြေစီကိုပြောင်းလာခဲ့တာပါ။ဒါကြောင့်လည်းသူရောင်မဲနဲ့သမီးအတွင်မြင်တွေ့လာရတော့မှလည်းဖြစ်ပါရည်။ပရိသတ်တွေကတော့မိဘဆောက်ထိုးပုံစံလေးကြောင့်သဘောကျနေကြတာပါ။ဒါပြင်မှာတော့ခဏခဏပြောင်းလဲရေးတွေလှုပ်ဆောင်နေတာကြောင့်လည်းစိုးရင်ပြလာခဲ့ကြတာဖြစ်ပါရည်။အင်းဆန်းကတော့နာတန်လေးကိုသာဦးစားပေးပုံဖော်ခဲ့သူပါ။ဒါကြောင့်လည်းလာပါတဲ့မျက်နှာလေးနဲ့ပတ်သက်ကထိတွေ့မှုသိမ့်ရှိခဲ့သေးတာလည်းဖြစ်ပါရည်။လက်ရှိမှာတော့ပုံမလာပါတော့မယ့်အရေးကိုတွေးကလေးနဲ့အတူပြောနေကြပါရည်။ ညနာတစ်ခုလုံးကိုအပြောင်းလဲပြုလုပ်ဖို့ဆိုတာဟာမလွဲကူတဲ့ရှာလေးဖြစ်ပါရည်။မိဆန်းကတော့ငကိုယိုလေးမပြောက်ချင်တာကြောင့်နိုင်ငယ်ခက်တွေ့နေရတာပါ။ဒါကြောင့်လေနုပြုံမှုကိုသာပုံမမြင်တွေ့ရနိုင်ခြင်းများနေကြပါရည်။မိဆန်းအနေနဲ့မိဘကိုတိတဲ့သူလေးဖြစ်တယ်လို့ခြေရည်တွေမှာကန်ကောက်နေကြရတာပါ။ဒါကြောင့်လေပရိသတ်တရားမှာလေးစားအားကျလာကြရတာဖြစ်ပါရည်။လက်ရှိမှာတော့ပုံမစားပါချုံမတော့မဲ့နိဆန်းလေးကြောင့်ပရိသတ်တရားမှာစိတ်ဝင်စားလာကြရပါရည်။ဒါကြောင့်လေတိချလေးပါစောင့်ကြည့်အားပေးနေကြရတာဖြစ်ပါရည်။ ပရိသတ်များဆိုတော့ပြင်လို့တဲ့အခါလူရာအထက်ပို့ချုံးလာမှကိုစိတ်ပူလာကြတာပါ။ဒါကြောင့်လည်းပညာရှင်များစွာကပါထူးတလေစောင့်ကြည့်လာကြရတာဖြစ်ပါရည်။မြမပြည်မှာတော့လာပါချုံးမော်ရင်အတိတ်များစွာဟာတပိပိများပြလာကြရပြီးဖြစ်ပါရည်။မိကဲပညာရှင်မက်ထက်ကနေစတင်ကမြို့ကိုကိုစန်းတို့ကလည်းလာပါမှုတရက်ဖူးတွေကိုစောင့်လာနိုင်ခဲ့ကြပါရည်။ဒါကြောင့်လည်းမြို့သမီးတို့ကြီးပါဝင်ပုရိသတွေကပါတစ်ဖက်မှာမြင့်တက်လာကြရတာဖြစ်ပါရည်။နေစံကတော့ချုံးမော်သူဖြစ်တာကြောင့်ဘယူတီကွင်းဖြစ်ရည်တည်ထားနိုင်ခဲ့သူပါ။လက်ရှိမှာတော့ရင်ပိုစရာလာတရားလေးတွေနဲ့တူ တသိဆန်းမြင်တွေ့ရတော့မှာလေးဖြစ်ပါတယ်ရေငင်းတို့ဒီတက်ပြီးတော့အလှဆုံး pre-wedding ဓာတ်ပုံလေးတွေရိုက်ကူးခဲ့ကြတယ်ဟင်းဝီယန်နဲ့စုပ်ပြည့်သစိန်ခလုံးချင်းအင်တာနက်ပေါ်မှာလူပြောများစိတ်ဝင်စားနေကြတာကတော့မင်္ဂလာရမျက်ကြီးလည်းနီးလာပြီမို့လို့ရေငင်းတို့အထီကိုကိုဝိုင်းရဟန်းရင်ကြီးစီးပြီးတော့ pre-wedding အတွက်လွမ်းတဲ့အမိုက်စာအလန်းစာဓာတ်ပုံလေးကိုရိုက်ကူးခဲ့ကြတယ် ဟင်းဝင်ရံနဲ့စိုးပြည့်စင်တို့ဆုံးတွဲလေးပဲဖြစ်ပါရင်တော့ပရိသတ်တွေအားလုံးလည်းသိကြရတဲ့ဟင်းဝင်ရံနဲ့စိုးပြည့်စင်တို့ဆုံးတွဲလေးကတော့ကြကြမှာလက်ထက်မင်္ဂလာပွဲကြီးကိုခန်းခန်းနာနာအကြီးကျယ်ကျင်းပတော့မှာဖြစ်ပါတယ်။မင်းသားကျော်ဟင်းဝင်ရံနဲ့မင်းသမီးစိုးပြည့်သင်တို့ရဲ့ချစ်သူတန်တန်း6နှစ်တောင်ပြည့်သွားခဲ့ပြီဖြစ်တာမို့လို့မင်္ဂလာပွဲကိုလည်းအထိမ်းမဲ့တစ်ခုအနေနဲ့စုစုပေါင်း6ပွဲကျွမ်းပသွားမယ်လို့သိရပါတယ်။ခုနကလက်ထက်မင်္ဂလာပွဲအတွက်မရှိမဖြစ်ပရိဝေဒင်ဓာတ်ပုံတွေကိုလည်းအသီးသီးရိုက်ကူးလို့ပြီးစီးသွားခဲ့ပါပြီ။ ရီဝေဒင်ဓာတ်ပုံဆိုတဲ့အတိုင်းသတို့သားသတို့သမီးတို့ရဲ့ဂျီနူးစီယာမှတ်တရပုံတွေကိုအစွမ်းကုန်အလှဆုံးဖြစ်ကောင်းရိုက်ကူးခဲ့ကြပါတယ်။2025ခုနှစ်နှင်းစာလောက်ကလေးကပရိသတ်တွေရဲ့စိတ်အာရုံကိုဖန်ဆားနိုင်ဆုံးဖြစ်ခဲ့တဲ့ဟင်းဝင်ရနဲ့ဆိုပြစင်တို့ဇုံတွဲလေးဟာဆိုရင်အခုနှစ်ကုန်ဒီမှာတော့မင်္ဂလာပွဲကျင်းပတော့မယ့်အချိန်လေးကိုတော့နီးကပ်လို့လာခဲ့ပါပြီနော်။ဟေးဝင်ရနေဆိုပြည့်စင်တို့ဇုံလဲလေးမှာဆိုရင်နှုံနှစ်ဖက်စလုံးကအမှုပညာသမားတွေဖြစ်ကြပြီးတော့တစ်ချိန်တစ်ခါကအမှုပညာရုပ်ရှင်လောကမှာလူကြိုက်များအောင်မြင်ခဲ့တဲ့သူတွေပါနီနေလာရှင်နှင်းများဆိုတဲ့အတိုင်း နေအောင်စလုံးကလည်းအရင်ကမှလိုက်ဖက်ညီလို့ပြီးတော့အတိုင်းဝိုင်းနေချင်းချင်းကလည်းနားလည်မှုပြင်းနေချစ်ချစ်ခင်ခင်နေတတ်ထိုင်တတ်တာကြောင့်အများကတော့အားကြကြတာပေါ့စောပိုင်းမှာတော့ဟင်းဝင်ရံနဲ့ဆိုးပြေစံတို့တွဲလေးကိုရွှေဆိုင်ဖွင့်ပွဲခန်းသားတွေမှာအမြဲတူတူတွေ့နေရတာကြောင့်ပရိသတ်တွေကအတင်းကိုချစ်သူတွေလက်တွဲခိုင်းခဲ့တာပါခန်းသားပွဲတွေရွှေဆိုင်ဖွင့်ပွဲတွေမှာဆိုရင်ချစ်စရာကောင်းတဲ့အမှုရလေးနဲ့နေရောက်တော့ချစ်သူကြီးစားရလိုမျိုးခန်းစားအောင်အများကတော့မှအသေးတရားအားပေးခဲ့ကြတာပေါ့ဒါပေမဲ့လည်းဟင်းဝင်ရံနဲ့ဆိုးပြေစံတွေမင်္ဂလာပွဲကျင်းပတော့မယ်လို့သိလိုက်ရပြီး ပရိသတ်တွေကတော့အားအသင့်သွားခဲ့တာပေါ့ဒီလိုခဏတာပဲတွေ့ရပေမဲ့လည်းမိဘချင်းသဘောတူပေးစားကြလို့ယူလိုက်ရတယ်လို့ထင်နေတာပါပုံပြီးတော့အန်အောစရာကောင်းပြီး surprise ဖြစ်သွားစေတာတော့ဟင်းဝီရန်နဲ့ဆုပ်ပြေတို့လူမသိသူမသိတိတ်တိတ်ကလေးကိုတွဲနေကြတာ၆နှစ်တောင်ပြည့်တော့မယ်ဆိုတာပါပဲတခြားတော့မဲ့အချိန်ဒီမှာအားလုံးကိုတပြိုင်နက်တည်းအသိပေးပြီးတော့မှသရရဲ့မင်္ဂလာပွဲအတွက်လည်းဆက်ဆံရအောင်အဆင်ပြေအောင်လို့နှစ်ဖက်မိသားစုစုံစုံလင်းနဲ့နှွေးထွေးတိုင်ပင်လို့တော့ပြီးနေပါပြီ နေ့တနေ့ကပဲစစ်ဆက်တောင်းရဲပွဲကိုကျင်းပပြီးစီခဲ့ပြီဖြစ်တာကြောင့်ဆိုပြည်လည်းနမဲကြီးဒီဇိုင်းနာမိုးကပေါပေါနဲ့လက်စွမ်းရဲ့လှပကျော်ရှင်တဲ့အလှနဲ့ချက်တည်ရေးရှိတဲ့မင်းမပြိုလေးအသွင်ကိုအားလုံးကအားရချင်နေမှုရှိခဲ့ကြရင်ခုလက်ရှိမှာပရိဝေဒင်ဓာတ်ပုံတွေအတွက်ကိုပိုင်ရဟန်းယင်ကြီးစီးပြီးတော့ရေခဲတော်မှာအလှဆုံးဖျံအစွမ်းကုန်စူးစမ်းရိုက်ခုခဲ့တာပဲဖြစ်ပါတယ် ။တခြားသောနှုတ်ပညာရှင်တွေမင်းသားမင်းသမီးတို့မျိုးရေခဲတောင်မှရိုက်ကူးခဲ့ကြပါမယ်လေ။ဆိုပြတော့အတွဲလေးကတော့သူများတွေနဲ့ idea လုံးဝမတူဘဲတမိုးထူးခြားတဲ့ပုံစံလေးနဲ့ရိုက်ကူးခဲ့ကြတာကြောင့်ပြင်းပြင်းချင်းအောင်းလျက်စိတ်ကိုဆွဲဆောင်သွားနိုင်ခဲ့တာပေါ့။ဆောင်ငွေသက်နဲ့ຫນွေဦးငွေသက်တွေကိုရရှိခဲ့တဲ့နောက်ခံပုံရိပ်လေးတွေနဲ့နေအောင်စလုံးရဲ့ဖက်ရှင်ဒီဇိုင်းတွေကလည်းကတ်တော့နေကောင်ဇက်ကောင်လေးတွေအတိုင်း ချစ်စရာကောင်းနေကြတာမှသတို့သားလောင်းနဲ့သတို့သမီးလောင်းလေးတို့ရဲ့ကိုယ်စီအပြုံးတွေဝေဆိုင်ရင်တသက်မှမမေ့နိုင်တဲ့အမှတ်တရတွေကိုဖန်တီးရင်းနဲ့တော်တော်လေးကိုပျော်ရွှင်ချီးမြှောက်ကြတဲ့ချီးမြှောက်စရာမြင်ကွင်းပုံရိပ်တွေကိုလည်းအားလုံးကမြင်ကြမှာပါဒီဗီဒီယိုလေးကိုအဆုံးသတ်ချအပေးခဲ့ကြတဲ့ပရိသတ်တွေကရောဟင်းဝင်ရနဲ့ဆိုပြေတို့ရဲ့ဇုံနှဲပုံလေးတွေကိုဘယ်လိုမြင်ကြမလဲဆိုတာပြောသွားကြပါအောင်ရှင်။